မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုဒိုဝါရှ်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကော့တောင်းမြို့ခံအသက်122နှစ်အရွယ်အဖွာမြို့မအသက်ကြီးဆုံးအဖြစ်ရွေးချယ်ခံရတဲ့အကြောင်းဒိုဝဲမှာဝတ်ဥစည်းကြတဲ့အခြေအနေဒိုဝဲမြို့ပေါ်မိလောင်ပြီးနေအိမ်နှဆောင်ပျက်စီးတဲ့သတင်းလေးမှန်ရွာမှာနေအိမ်၃ဆောင်ကိုဆီယနာရှင်တက်မိရှုပ်ပြီးရွာသားတအုပ်ကိုပြစ်တတ်တဲ့အခြေအနေ ်ဆေးအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုတပိတ်မှောက်ကြဖို့လောင်းလုံးမှာလူထုလှုပ်ရှားမှုလုပ်တဲ့အကြောင်းဆရာနာရှင်တက်နဲ့တအောင်သက်အပြစ်ရလိုက်တဲ့အခြေအနေဆရတဲ့တင်တွေကိုနားဆင်ရမှာပါရှင်2025ခုနှစ်အတွက်မြန်မာအသက်အကြီးဆုံးအဖွားအဖြစ်ကော့တောင်းမြို့ခံအသက်122နှစ်အရွယ်အဖွားတူရွေးချယ်ခုံပြုခံရတယ်လို့မြို့ခံတွေစီကသိရပါဗျာဒီတဲ့တင်အပြည့်အစုံကိုဒိုဝက်ဝက်အဖွဲ့သားတူကပြောပြပေးသွားမှာပါ။ 2025ခုနှစ်အတွက်မြမအသက်ကြီးဆုံးအဖွားအဖြစ်ကော့တောင်းမျိုးခန့်အသက်120တနှစ်အရွယ်အဖွားတူရွေးချယ်ကိုပြုခံရတယ်လို့မျိုးခန့်တွေစီကသိရပါဗျ။ရွေးချယ်ကိုပြုခံရတဲ့အဖွားဟာကော့တောင်းမျိုးဆွေစင်ယိုရက်ကွက်ပလက်တရီလမ်းမနေတဲ့အဖွားတော်ပန်းနွယ်ဖြစ်တယ်လို့စက္ကမရှင်ရဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါဗျ။ဒါအပြင် အဖွားနဲ့အတူရန်ကုန်တိုင်းခန်းတပင်မြို့နယ်အသက်120နှစ်အရွယ်အဖိုးဦးသိန်းအောင်လည်းအသက်ကြီးဆုံးအဖိုးဖြစ်ရွေးချယ်ခံခဲ့ရတာပါ ရွေးချယ်ခံရသူတို့ကိုကြံ့ငွေဆက်သိန်းစီအော်တိုဘာလ28နေ့မှာစက်ကွန်ရှင်လက်အောက်ရဲ့လူမှုမော်ထမ်းဦးစီးဌာနကချီးမြှင့်ခဲ့တယ်လို့ဆိုပါရယ်။အော်တိုဘာလ10ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအသက်ကြီးရွယ်အုံများနေအထိမ်းမအနေနဲ့မြန်မာတနိုင်ငံလုံးမှာအသက်ကြီးဆုံးအဖိုးတို့နဲ့အဖွားတို့ကိုနှစ်စဉ်တက်မှတ်ရွေးချယ်ပြီးလူမှုမော်ထမ်းဦးစီးဌာနကဂုဏ်ပြုချီးမြှင့်လေးရှိပါရယ်။ အသက်85နှစ်အထက်လူမှုရေးပိတ်ဆင်ရနေတဲ့ဖိုးဘွားရီရဲ့အစီအနှံကလည်းနှစ်တစ်နှစ်ရအသက်အကြီးဆုံးအဖိုးဘွားဖြစ်ရွေးချယ်တာဖြစ်တယ်လို့လူမှုမော်တန်ကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူတို့ကပြည်တွင်းသတင်းဌာနတစ်ခုကိုပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာအသက်ကြီးရွယ်ဦး87ရာခိုင်နှုန်းဟာကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာဝင်ငွေနှဲပါတာ BND ရဲ့ကြားရောက်တာနဲ့ထီးကျန်စရာတွေကိုခံစားနေရတယ်လို့2023ခုနှစ်မှာထုတ်ပြန်တဲ့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုပ်ရဲ့ ပတ်ပေါ်မှုနဲ့ပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံကအသက်ကြီးရွယ်အိုရီရဲ့လိုအပ်ချက်ဆိုင်ရာအခြေအနေအစဉ်ခန်းဆောင်မှဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တဝဲခိုင်ဒေသထွက်ဝါဝုအစိုးရမန်နှစ်ပေါက်စည်းထက်ဈေးကျနေတယ်လို့ဝါဥစက်ယုံလုပ်ငန်းရှင်တချို့နဲ့ဝါဥစိုက်တောင်သူတချို့ကပြောပါရယ်။ပြီးခဲ့တဲ့နှစ်အော်တိုဘာလလောက်ကွန်ပိုင်းကစက်ယုံပေါက်စည်းဟာဝါဝုအစိုးတပိတ်သားကို7,000ဈေးရှိပေမဲ့လည်းအခုနှစ်မှာတော့3,650ကျပ်လောက်ပဲရှိတယ်လို့ဆိုပါရယ်။ တဝက်အရှိတော်ဒေတာဝါကုံကျေးရွာကတောင်သူအမျိုးသမီးတဦးကတော့ပြီးခဲ့တဲ့သတင်းပတ်ကဝါဟုအဝဲတော်ကိုတပိတ်တော်ကိုချက်3000လုံးနဲ့ပိတ်တာနေအောင်ရောင်းချခဲ့တယ်လို့ပြောပါရယ်။လက်ရှိအော်တိုဘာလ29ရက်နေ့စက်ရုံအဝဲစီကတော့ဝါဟုအစုတပိတ်တာ3650ကျပ်ရှိပြီးပြီးခဲ့တဲ့နှစ်ကထက်ဈေးကျနေတာကတရုတ်ရန်ငွေစီအတက်အကျကြောင့်ဖြစ်တယ်လို့မော်လမြိုင်မြို့ကရှူဝါမြို့ဝါဟုစက်ရုံရဲ့အစုရှယ်ယာရှင်တဦးကဆိုပါရယ်။ တနင်္သာရီတိုင်းကထွက်ထွက်ဝါဥကိုမလမြိုင်ရန်ကုန်မန္တလေးပွဲုံနဲ့စေယုံတွေစီတင်ပို့ပြီးအဲဒီကနေတဆင့်ဝါဥအစိုးအချောက်ပြုလုပ်ပြီးတရုတ်နိုင်ငံကိုတင်ပို့ရောင်းချကြတာပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့တောရဲမျိုးမှာဒီကနေ့အော်တိုဘားလ29ရက်နေ့မွန်လတဲ့နာရီခွဲလောက်မှာမီးလောင်မှုဖြစ်ပြီးနေအိမ်နဲ့ဆောင်ပျက်စီးတယ်လို့မြို့ခန့်တွေနဲ့ပရဟိတလူမှုကူညီကဆေးရဲ့အသင်းတွေစီကသိရပါဗျ။ဒီသတင်းကိုဒိုဟဲဝက်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ။ ဒေါ်ဝေမျိုးပါဒီနေ့အော်တိုဘာလ29ရက်နေ့မော်လွယ်တနအီလာမှာမိလုံမှုဖြစ်ပြီးနေနှဆောင်ဖြစ်စီသွားတယ်လို့မြို့ခံတွင်တဲ့ပရိုက်တာလူမှုကေဆေးရဲ့အသင်းအဖွဲ့တွေစီကသိရပါတယ်။ဒေါ်ဝေမျိုးရှီလန်ဝေဂျွန်ထီလေရက်ခွက်ကနှစ်ထပ်ပြင်ထောင်အေအပေါ်ထမဝါယာရှော့ဖြစ်တာကနေမိဆလောင်တာလို့မြို့ခံတို့ကပြောပါတယ်။မိလုံမှုကြောင့်ရှောင်းဝင်းတခုတင်မှရှိတဲ့နှစ်ထပ်ပြင်ထောင်ရေးတစ်ဆောင်နဲ့ တထပြင်ထောင်းအေးတဆောင်းမိလောင်ပြစီပြီးလူထိခိုက်မှုမရှိဘူးလို့တနင်္လာရီတိုင်ရီဘော်ကဆယ်ရှင်နဲ့လူနာတင်အဖွဲ့တာဝန်ရှိသူဦးနှံမျိုးတွင်ကပြောပါတယ်။ဒါပြင်မိလောင်ရဲ့အေးအပေါ်ထမနေတဲ့ကျမ်းမာရေးမကောင်းတဲ့အမျိုးသမီးတယောက်ကိုလည်းရက်ခွက်သူရက်ခွက်သားတွေကရွှေ့ပြောင်းပေးထားတဲ့အတွေ့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီမိလောင်မှုကို ဒွေမြူနယ်မိသားတပ်ဖွဲ့တနင်္လာရီတန်ရီဘော်ကဆက်အင်းနဲ့လူနာတင်အဖွဲ့စပုတ်တိရီဘော်လူနာကွန်ကြီးတဆောင်ရေးအဖွဲ့နဲ့မြို့ကံပရာဟိတအသင်းအဖွဲ့တွေဒိသခံတွေပူပေါင်းပောင်းမိညီတက်ခဲ့ပြီးမွန်လနှစ်နာရီဝင်ချင်းလာမှာတော့မိညီသွားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တနင်္လာရီမြို့နယ်လေးမိုင်ရွာမှာနေအိမ်၃ဆောင်ကိုဆီယနာရှင်တပ်သားတွေကမိရှုဖျက်ဆီးပြီးရွာပြန်လာတဲ့ရွာသားတအူးကိုလည်းပြစ်တက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ဒီသတင်းကိုတော့ Dwell Wash အဖွဲ့သားတူကပြောပြပေးသွားမှာပါရှင်တရင်တော်ကြီးမြို့နယ်လေးမိုင်ရွာမှာနေအေးသုံးဆောင်ကိုဆက်အနာရှင်တပ်ကမီးရှို့ဖျက်ဆီးပြီးရွာပြလာတဲ့ရွာသားတူကိုလည်းပစ်တာခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။လေးမိုင်ရွာကိုစစ်ချောင်းထိုးဝင်လာတဲ့ဆက်အနာရှင်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအော်တိုဘလ28ရက်နေ့အထိနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲမဖြစ်ခင်ရွာသားတူကိုလည်းဆက်အနာရှင်တပ်ကရွာထိပ်တံတားမှာပစ်တာခဲ့တယ်လို့ ော်တိုဘလ28ရက်နေ့ကလည်းရွာတက်ကနေအေးသုံးလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီမတက်ခင်အော်တိုဘလ29ရက်နေ့ကလိမ့်မယ်ရောင်မှာတိုက်ပွဲဖြစ်ပြီးဆရာနာရှင်တက်ကတိုက်လေရင်နဲ့ဘိုးကျဲတက်ခဲခဲ့လို့အသက်30လောက်ရှိတဲ့လိမ့်မယ်ရွာသားမျိုးသားတဦးလည်းတေဆုံးခဲ့ပါသေးတယ်ဒါပြင်ဆရာနာရှင်တက်သားတွေပြစ်လိုက်တဲ့လက်နေကြီးကြီးတလုံးဟာလည်းလိမ္မာရွာကနေအိမ်ကိုထိမှန်ပြီးမီးလောင်ပျက်စီးခဲ့ရပါသေးတယ်။နောက်ထပ်တင်ပြတဲ့ပုဒ်ကတော့ တဝဲခရိုင်လောင်လုံးမြို့နယ်အတွင်းအော်တိုဘားလ28ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုတပိတ်မှောက်ကြဖို့တိုက်တွန်းတဲ့လူထုလှုပ်ရှားမှုကိုတဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကဥဆောင်ပြုလုပ်ခဲ့ပါတယ်အတူအယောင်ရွေးကောက်ပွဲတပိတ်မှောက်ဖက်ဒရယ်လန်ကိုရဲရဲရှောက်ခေါင်းစဉ်နဲ့ခြေတက်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါမနေ့ကအော်တိုဘားလ28ရက်နေ့မှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမဲဆက်ကာလစတဲ့အတွက်ရွေးကောက်ပွဲဝင်မဲ့ပါတီတွေမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်နေကြပါတယ် ဒါအပြင်တနင်္လာရီတိုင်းထဲမှာရှိတဲ့စစ်ကောင်စီရွေးကောက်ပွဲဝင်မဲ့ပါတီတချို့လည်းဆိုင်းဘုတ်တင်တာနဲ့အောင်နိုင်ရေးအလံပေးအပ်တာတွေကိုလည်းလုပ်နေကြပါဗျ။တစ်ဖက်မှာလည်းတော်လန်ရေးအင်အားစုတွေကအောက်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိကိုအထူးအရောင်ရွေးကောက်ပွဲသပိတ်မောက်ဆန့်ကျင်ရေးကာလအဖြစ်သတ်မှတ်ပြီးစစ်ကောင်စီရွေးကောက်ပွဲကိုနီလန်မျိုးစုံနဲ့ဆန့်ကျင်သွားမှာဖြစ်တယ်လို့ကြေညာထားကြပါဗျ။ဒီကနေ့အတွက်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ တရုတ်နိုင်ငံရဲ့ဂျောင်းဝင်ညီနိုင်မှုနဲ့ဆေးရနာရှင်တက်နဲ့တအန်တက် TNL တို့အပြစ်ခတ်ရက်စဲလိုက်တယ်လို့တအန်တက်ကသတင်းထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းရဲ့ဂျောင်းဝင်ညီနိုင်မှုနဲ့ဆေးရနာရှင်တက်နဲ့တအန်တက်ကိုယ်စားလှယ်တွေတရုတ်နိုင်ငံကုမင်းမြို့မှာအော်တိုဘာ28ရက်နေ့နဲ့28ရက်နေ့တွေမှာကိုချင်းမြောင်ဆွေးနွေးပြီးအခုလိုသဘောတူခဲ့တာဖြစ်ပါတယ်။အော်တိုဘလာ29ရက်နေ့ကနေနှစ်ဖက်တက်တွေရောက်နေတဲ့နေရာမှာရပ်တန့်ပြီးအပြန်အလှန်အပြစ်ရဖို့သဘောတူလက်မှတ်ထိုးခဲ့ကြတာပါ။ သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကနေတအားတက်တွေပြန်ဆုတ်ပေးရမှာဖြစ်တယ်လို့ဆီယနာရှင်တပ်ဖက်ကလည်းတအားဒေတာကိုလေရင်နဲ့ပုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမလုပ်ဖို့သဘောတူခဲ့တယ်လို့ဆိုပါတယ်တဆန်နဆက်ခွန်စစ်စင်ရေးစတင်ခဲ့တဲ့မြောက်ပိုင်းညနာမဟာမိတ်သုံးဖွဲ့ရဲကကိုကန့်တက်နဲ့တအောင်တက်ကတရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်ဆင်ရနာရှင်တက်နဲ့အပြစ်အခက်ရက်စဲထားရပြီးအေအေကတော့ဆင်ရနာရှင်တက်နဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ခုလိုတင်းနှင်းသားရီတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dove Wash အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။